Hello အားလုံးပဲမင်္ဂလာပါ Heli in Quan E Vlog ကနေပြန်လဲကြိုဆိုလိုက်ပါရယ် Heli ဒီဘက်ကတော့အဲရှမ်းခေါက်ဆဲလောက်ပြပါမယ် Heli တို့ရှမ်းပြည်မှာကြတော့ဒါကိုရေစိန်လို့ခေါ်တော့เนาะရေစိန်ခေါက်ဆဲကိုဘယ်လိုလုပ်ဘယ်လိုလုပ်စားမလဲဆိုတော့ကို Heli ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကဲထောင်းစားလိုက် Heli ရဲ့ page လေးနဲ့ Heli ရဲ့ YouTube channel လေးကို like and subscribe လုပ်ဖို့မိတယ်နော်ကဲ okay. ရှန်ခောက်ဆွဲလုံနီလေးကို မျှဝေပေးပါမယ် Let's go ဒီတော့အာမြေပဲဇံလေးကို လော်ပါမယ်မြေပဲဇံလေးကို လော်မယ်ပြီးရင်တော့လော်ရရတဲ့မြေပဲဇံကိုဟယ်လီကကြိတ်ထားပါမယ် ခုဆိုတော့မြေပန်းဆန်ချိန်ထားရပါပြီ။ကဲနောက်တစ်ခုကတော့ LED စကောပကောစီမွေလောက်ပါမယ်။ဒီပကောမုံလေးကိုထည့်ပြီးတော့မှဒီစီပူလာရဲ့ပကောမုံလေးကိုထည့်ပြီးတော့မှခဏလောက်မွေပြန်တဲ့ချက်ချင်းမီးကိုပိတ်လိုက်ပါနော်။အလို့မဆိုရင်တူးတူးတက်တူးတက်တယ်ပေါ့နော်။ဟိုပကန်းနဲ့ကိုဒီပါကောမုံတွေထည့်ပြီးတော့မှအပေါ်ကနေပြီးတော့မှစီပူလောင်းချိုင်းလဲရတယ်ဗောနော်အဲဒီကအိုးထဲမှာလှုပ်လှဆာနေမလို့တခါတည်းအာလှုပ်လိုက်ပါတယ် ကယ်ပြရနဲ့အဲဝတာပေါ့နော်ဝတာကြိတ်ထားတဲ့ဟာကိုအနစ်ချက်ချက်ဟင်ချက်ပါမယ်ကယ်ဝတာကြိတ်ထားတဲ့ထဲကိုစားနေငယ်ထဲမယ်ပြီးရင်ပဲငံပြားကြီးထဲမယ်ပြီးတော့ဒီစက်သားမုံထဲပါမယ်ပင်ငံပြာရီကိုနှဆုံးလောက်ထည့်ပါမယ်။ ပြန်နေ LED ပကောမောင်းလေးနည်းနည်းထည့်ပါမယ်ထည့်ပြန်နေဝတ်တောက်ကိုအာနေပြီးတော့မှ10မိနစ်လောက်ခဏလောက်အရတော်ဝင်အားနှက်ထားမယ်ပေါ့နော်အဲနှက်ထားတဲ့အချိန်မှာ LED ချက်တုန်ီခွာပြီးတော့မှချက်တုန်ီကိုပပလေးလီထားပါမယ်ချင်းရင်ချက်ပွားအတွက်အိုထဲကိုစီထဲမယ်ပြီးတော့ဒီချက်တူနီပပလေးထားတဲ့ဟာလေးကိုထည့်ပြီးမှအရင်ဆုံးစီတက်မယ် ်တစ်တနည်းဒီလိုမျိုးအယောင်မှားလာပြီဆိုရင်ခဏကနှက်ထားတဲ့အသားလေးကိုဝတ်သားကိုစစ်တပ်ချိန်ထားတဲ့ဝတ်သားကိုထည့်လိုက်ပါမယ်ထေပြန်နဲ့ဒီဝတ်သားနည်းနည်းအယောင်ပြောင်းလာတဲ့အထိအရင်ဆုံးကြော်ပေးမယ်ဘောနော် ကဲဝတ်သားလိုမျိုးအရောင်ပြောင်းလာပြီဆိုရင်အာရေနွေးနည်းနည်းထဲပါမယ်။အခုဆိုရင်တော့ဝတ်သားကချက်သွားပြီပေါ့နော်။ဒီဝတ်သားချက်သွားပြီဆိုရင်တော့အာခောက်ဆွဲနဲ့လှုပ်စားပေါ့ချင်းဟင်းလေးရပါပြီ။ကဲခောက်ဆွဲပြင်ပါတော့မယ်။ပဲရွက်လှုပ်ပဲရွက်ပြင်ထားမယ်။ပြီးတော့ဒီခနာကစီးတက်ထားတဲ့အဲဝတ်သားတွေပါတယ် ဲငပိဒီမားလေးကနေတာမှာဘဲငပိမရှိတဲ့တမိုင်းလေးဒီဟာလေးကိုစမ်းမျောတုံးကြည့်တယ်ပေါ့နော်ဒါကကြတော့ဒီပေပုတ်အာတူဖူးရင်ပေါ့နော်တူဖူးရင်တူဖူးရင်ကိုသူကဟိုဝိုင်းနဲ့စိန်ထားပေါ့နော်ဟဲ့လေကတော့ဒီတစိုက်ကို recommend မပေးပါဘူးတိတ်ပြီးတော့စားလို့တိတ်မမိုက်ဘူးပေါ့နော်ကဲအဲ့လေးကိုဒီပဲငပိလေးဒီ ူဖူးရင်လေးကိုအရင်ဆုံးစီရေနဲ့ဖြောလိုက်ပါမယ်ပဲငပိကဒီမှာမရှိဘူးဘောနောမရှိတဲ့အတွက်ကြောင့်မလို့ခဲလီရှိရလေးနဲ့ပဲအစီအပြေတလို့အာဖန်တီးလိုက်တာဘောနောဒါမဲ့ဟယ်လီဒီတစိုက်ကိုတော့တကယ် recommend မပေးပါဘူး အဲခောက်ဆွဲကိုပြောပါမယ်ခောက်ဆွဲကတော့ဒီခောက်ဆွဲ6ပေါ့နော်မြန်မာနိုင်ငံနေယူခဲ့တဲ့ခောက်ဆွဲ6ဖြစ်ပါတယ်ဒီရေစိမ်6ကိုဟဲ့လီတညလောက်စိမ်ထားရတော့အကောင်းဆုံးပေါ့နော်ရေအေးနဲ့စိမ်ထားမယ်ဟဲ့လီကတော့ဒီနေ့ညနေမှလုံပါဆိုတော့ဟဲ့လီမနက်ကလေးရေအေးနဲ့စိမ်ထားလိုက်တယ်အဲအဲ့လိုမျိုးစိမ်ထားခြင်းအပြင်ခောက်ဆွဲရေဖြောတဲ့အချိန်မှာအာပို့ပြီးတော့ပျော့လွယ်ပေါ့နော်အဲဟဲ့လီတခုနှစ်ခါလောက်ဖြောပြန်တဲ့ခောက်ဆွဲရပါပြီပြန်နဲ့ပဲရွက်တွေကိုပြုတ်ပါမယ် ခောက်ဆွဲနဲ့အလိုက်ဆုံးကတော့ပဲရွက်ပေါ့နော်စင်ကာပူမှာတော့ငါပဲရွက်ကိုမရှိလို့ပစားခရရတော့နော်ဒါပေမဲ့ဒီကနေထားမှာကျတော့ပဲရွက်ပဲရွက်ကိုတွေးလို့အရန်ကိုပြောရောမှပဲရွက်ဒီတစ်ထုတ်လိုက်ကြီးဝဲခဲ့ပါတယ်ကဲထက်တရားချက်တုံဖြူစီချက်ကတော့အရင်နေ့တုန်းကဟိလီလှုပ်ထားရပေါ့နော်အာကိုစီချက်လေးကိုထဲလိုက်မယ်ပြန်နေဒီပကောပကောစီလီကိုရကောပကောစီလီကိုထဲပါမယ် ီရေစင်ခောက်ဆွဲရဲ့အသက်ကကြတော့ဒီဘကောရှာကဘကောစီလေးပေါ့နော်အဲ့အမှတူပါမွေးတာပေါ့နော်ပြီးတော့ဒီမြေပဲမုံလေးကိုထည့်လိုက်ပါမယ်ဒီထားမြေပဲမုံလေးကိုထည့်မယ်ပြီးရနဲ့ဒီဝတာချက်ထားတဲ့ချက်ဟင်းလေးကိုထည့်လိုက်ပါမယ် င်တော့စားနေငယ်ထဲပါမယ်။အပင်တော့ဒီတခုရင်မနော်တခုရင်ကိုရေဖြောထားတာလေးကိုအနေငယ်ထဲလိုက်ပါမယ်။ဟဲ့ဒီဒီစိတ်ကမကြိုက်တာလေသူကအနံ့ကတော်တော်ပြင်းနေတိလားဒီမြန်မာနိုင်ငံမှာစားတဲ့တူဖူးရင်အနံ့နဲ့မတူဘောနော်အဲဒါမလို့ဟဲ့ဒီဒီစိတ်ကို recommend ပေးတာပါဟဲ့ဒီနောက်ဒီစိတ်တရားရှာပြောမှာစံတုံးကြည့်ပါအောင်မယ်ဟဲ့ဒီခောက်ဆွဲနဲ့အဆင်ပြေမဲ့ဟာရ င်တော့ဟိုဒီပြန်ပြီးတော့မှပြောပြပါမယ်เนาะ Okay အခုဆိုရင်တော့ဆရာကြီးကဆွဲနေပါပြီဆရာကြီးရှက်ောက်ဆွဲရင်ကြိတ်တော့เนาะအဲစားတော့ပါအောင်ရှင်အဲဟလီရဲ့ဗီဒီယိုလေးကိုသုံးသကြည့်ပြီးတဲ့အတွက်ကျေးဇူးပါဟလီနောက်ပါလေးချက်ပြမလဲဆိုတာကိုဟလီရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့နဲ့เนาะ Bye bye နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်စားလိုက်ပါဦးမယ် Bye bye